မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါရပြထံတော်မှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမှုမြုပ်ကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဂျေဇုရောအပြင်ဒီမနက်မှာကျွန်တော်တို့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်62ခုမြောက်သောစာလံအပိုင်ငယ်10ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တင်ဒီကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသော အပြစ်ကိုမြင်ယုံမျှတာရှိလိမ့်မည် ဒီစာလံ61ကတော့ကျွန်တော်တို့အလွတ်ချက်ထားဖို့ရန်ကောင်းတဲ့ကြမ်းပိုက်တွေဖြစ်ပါတယ်။ဂရိတော်နဲ့ဆိုင်သောကြမ်းပိုက်တွေဖြစ်ပါတယ်။ဘုရားသခင်ကပြောပါတယ်။သင်ရဲ့လက်ရဘက်မှာသင်ရဲ့လက်ဝဲဘက်မှာ လူတွေလဲပြိုနေရင်တောင်သင်ကိုမထိခိုက်ရဘူးလို့ဆိုပါတယ်။ကာလနာဘေးမှာစ၍အနိဋ္ဌာယုကအမျိုးမျိုးကလည်းကင်းဝေးစေမယ်လို့လည်းပြောပါတယ်။ဘာကြောင့်လဲဆိုတော့သင်ဟာသာဝရဘုရားကိုခိုးလုံပြီး အမြင့်ဆုံးသောဖရာနိုင်နေရာကြသောကြောင့်လို့လဲပြောပါတယ်။သဘောကတော့ထာဝရဖရာကိုခိုလုံတဲ့သူတွေအပေါ်မှာထာဝရဖရာကအာမခံချက်ပေးထားခြင်းဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒီအာမခံချက်ကအလွန်ကောင်းတဲ့အာမခံချက်ဖြစ်တယ်။ဘဝနေထိုင်မှုမှာ တွေ့ကြုံရတဲ့အခက်အခဲပြဿနာတွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာနဲ့ပတ်သက်ပြီးအာမခံထားတာဖြစ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကို ရှည်သောအသက်ကိုပင်ပေးမယ်လို့လည်းဆိုထားတာတွေ့ရပါတယ်။ဒုက္ခရောက်တဲ့အခါမှာလည်းချမ်းသာပေးမယ်လို့လည်းပြောပါတယ်။မွေဆိုးနဲ့ချင်းသေးတွေအပေါ်မှာလည်းကြော်နေရမယ်။ချင်းသေးပြိုနဲ့နဂါးတို့ကိုလည်းခြေဖြင့်နေရမယ်လို့လည်းဆိုထားတာတွေ့ရပါတယ်။တင်းရဲ့ခြေတော့ကိုလည်းကြောက်နဲ့မထီမခိုက်စေဖို့လက်နဲ့ချီပင့်မယ်လို့လည်းဆိုပါတယ်။ဒါတွေကိုကြည့်ရင်အင်မတန်အားရစရာကောင်းတဲ့ဖခင်ရဲ့ဂတိတော်တွေအာမခံချက်တွေဖြစ်ပါတယ်။ ဒါပေမဲ့ဒါ ው တော့လူတိုင်းခံစားရမှာမဟုတ်ဘူးဆိုတာကိုတော့သိစေချင်ပါတယ်။ထာဝရဘုရားကို ခိုလုံနဲ့တူးတာလင်ခံစားရမှာဖြစ်ပါတယ်။ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တွေဈေးဆိုင်တွေတွားတဲ့အခါပစ္စည်းတွေဝဲတဲ့အခါမှာ အာမခံချက်ဘလောက်ရှိလဲလို့ကျွန်တော်တို့အမြဲတမ်းမေးတတ်ပါတယ်။၆လအာမခံလားတစ်နှစ်အာမခံလားဒီပစ္စည်းကဘလောက်ထိကြာကြာသုံးလို့ရနိုင်တယ်လဲ။ပစ္စည်းရဲ့အရေးအသွေးကဘလောက် အာမခံချက်ရှိလေဒါတွေကို ကျွန်တော်တို့စီစစ်လေ့လာပြီးမှဝယ်ယူကြတာပဲ ဖြစ်ပါတယ်အာမခံချက်အကောင်းဆုံးနဲ့အရေးအသွေးအကောင်းဆုံးပစ္စည်းကိုသာကျွန်တော်တို့ဝယ်ယူသုံးစွဲကြတာပဲဖြစ်ပါတယ်ဘလောက်ပဲပေးရပေးရဘလောက်ပဲတန်ဖိုးကြီးကြီးအဲ့ဒီအာမခံချက်အပေါ်မှာယုံကြည်စိတ်ချပြီးပစ္စည်းကို သုံးစွဲကြတာဖြစ်ပါတယ်ပစ္စည်းကဈေးကြီးပေးရပြီးတော့မှ အာမခံချက်မရှိဘူးစိတ်မချရဘူးဆိုလို့ရှိရင် ဘသူမှတာကိုဝယ်မသုံးချင်ပါဘူးထိုနည်း၎င်းမှာပဲကျွန်တော်တို့ရဲ့ဘဝရဲ့အာမခံချက်ကျွန်တော်တို့ကိုဘသူကဘလောက်အတိုင်းတာထိအာမခံပေးမှာလဲဒါကိုကျွန်တော်တို့ကတည်တည်ချာချာရွေးချယ်ပြီး ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်ပစ္စည်းဝယ်တာထက်ပိုပြီးတော့စိုးတာက ကျွန်တော်ရဲ့ဘဝမှာနေ့စဉ်ဖြတ်တန်းနေရတဲ့အခြေအနေတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့လုပ်ငန်းတွင်ထဲမှာကျွန်တော်ရဲ့အနာဂတ်အတွက်ကျွန်တော်ရဲ့ ရွေးချယ်မှုတိုင်းမှာအာမခံချက်ဘလောက်ရှိတယ်လဲဒါကိုကျွန်တော်တို့အမြဲတမ်းစစ်ဆစ်ကြရတာဖြစ်ပါတယ်အာမခံချက်လည်းမရှိအရေးသွေးလည်းမကောင်းပဲနဲ့ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပုံအပ်လိုက်ရဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့အာမခံချက်အပြစ် ပေးထားတဲ့ကျွန်တော်တို့ဘဝရဲ့ယခုတင်မကနောင်တမလွန်အတွက်ပါစိတ်ချမှုပေးထားတဲ့ဘုရားသခင်ရှိတယ်ဆိုတာကိုသိပြီးမှ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ပုံအပ်ရဲဖို့လိုပါတယ်။ဘုရားသခင်က သူ့စီမှာခိုးလုံဖို့ရန်အတွက်ဖိတ်ခေါ်နေတယ်။အာမခံချက်တွေလည်းပြောထားတယ်။ဒါကမှကျွန်တော်တို့ကစိတ်မချဘူး။ဘုရားသခင်ထံမှာမခိုးလုံမှုဆိုရင်တော့ဘုရားသခင်ပေးတဲ့အာမခံချက်တွေဘုရားသခင်ပေးထားတဲ့ဂတိတော်တွေကကျွန်တော်တို့အတွက်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ချစ်တော်မိဘညီကိုမောင်နှမတို့စိတ်ကူးမလွဲပါနဲ့။ဘုရားသခင်ကကျွန်တော်တို့အတွက် အလုံးစုံအာမခံချက်ပေးထားတဲ့အတွက်ယုံကြည်စိတ်ချစွာနဲ့ဘုရားသခင်ရဲ့လက်တော်ထဲမှာ လုံးဝအံ့နံလိုက်ဖို့လိုပါတယ်ခိုလုံလိုက်ဖို့လိုပါတယ်ဒါဆိုရင်တော့သေချာပါတယ်အာမခံတဲ့ဘုရားကကျွန်တော်ရဲ့ဘဝမှာဆုံးရှုံးမှုတွေဖြစ်ခဲ့ရင်တောင်လမ်းစာတွေပျောက်ခဲ့ရင်တောင်မှ သူက အာမခံထားတဲ့အတိုင်းပဲပြန်လည်ပြီးကျွန်တော်ရဲ့ဘဝကိုတဲမဲ့ပေးမယ်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့အရာတွေကိုပြန်ပေးမယ်ကျွန်တော်ရဲ့ဘဝမှာ ်ပျောက်ဆုံးနေတဲ့အရာတွေအားလုံးပြန်လဲရှာတွေ့စေမှာဖြစ်ပါတယ်။ဖျာရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျာကိုရောကိုဂျေစုတင်ပါတယ်။ကျွန်တော်ရဲ့ဘဝမှာအာမခံပေးနိုင်တဲ့အရှင်ယေရှုရှိတယ်ဆိုတာကိုကျွန်တော်သိရလို့ဂျေစုတင်တယ်။ဖျာသခင်ကလည်းကျွန်တော်တို့အတွက်လုံလောက်တဲ့အာမခံချက်ပေးထားလို့ယေရှုတင်တယ်။နာမတော်ပုံကြီးပါစေ။ကျွန်တော်ရဲ့ဘဝကိုထာဝရအာမခံချက်ပေးသောအရှင်လက်တော်ထဲမှာအနှံ့မာတဲ့ကိုရောဖျား ကျွန်တော်တို့ကိုတာဝန်ယူ၍မာစားတော်မူပါကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောရဲ့ဂတိတော်ရှိသည့်အတိုင်းခန္ဓာစိတ်ဝိညာဉ်မာစား၍သူကောင်းပြုပါမိအကြောင်းတခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၏တနေ့တာကို အစာပြုပါ၏အာမင်